ရှာကြီးတမူနောက်လို့ဘယ်မှမတွေ့ဘူးဂျန်နီကန်ဆိုတဲ့ကျုပ်မန်းလေးမျိုးပေါ်တယ်ထင်တာကိုရှေ့ကတတ်ထားတာကရွှေမန်းဓမ္မကတိကဂျန်နီကန်ဆရာတော်ဆိုတော့မန္တလေးမြို့ပေါ်ဂျန်နီကန်ကျောင်းနဲ့ရှောက်ရှာတယ်ဘယ်မှမတွေ့နောက်မှတယောက်မေးတယောက်မေးနဲ့တောင်းထေသမှန်သူတို့သိကြဒါကြောင့်ဆွမ်းလောင်ပြီးတော့တန်းကားတော်အရှင်မြတ်များကိုလှူခဲ့တန်းခဲ့ကြတယ်မြို့သူမြို့သားတွေဆိုတော့ ဘယ်လိုအန္တရာယ်မျိုးဖြစ်စေကမူမန္တလေးမြို့မှာဂလိန်ကလေးကြီးကြီးကျယ်ကျယ်တော့ကျွတ်တို့မျက်စိအောင်ခမရတို့မျက်စိအောင်အခုအသက်တိုင်နေလာခဲ့ကြတယ်ကျွတ်တို့မန္တလေးမြို့ဟာအသက်သာဆုံးလို့ဖြစ်နေပါတယ်ဗျာအသက်သာဆုံးလို့ဖြစ်နေတယ်ပြိဿအခုအေရာဝတီမြည်ရည်ကြီးလိုက်တဲ့လှုပ်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 နဲ့အင်းနှစ်ကြိမ်တိုးပြန်ကျသွားပြီဒါတော့မန္တလေးမြို့အတွက်ကတော့ခေါင်းကြီးတို့ကယုံကြည်တယ်ဒါမြောက်ပြောနေတာမဟုတ်ပါဘူး မြောက်ရောနေတာမဟုတ်ပါဘူးတမျိုးလုံးလည်းသိတယ်သံဃာတော်အရှင်မြတ်တိုင်းလည်းသိတပြေလုံးလည်းသိမန္တလေးမြို့သည်ဒုတိယမြို့တော်ခေါ်ပေမဲ့လို့သာသနာရေးနဲ့ပတ်သက်လာတော့နံပါတ်1ဆွဲတဲ့မြို့မန္တလေးတမျိုးလုံးမှာရှိတဲ့သံဃာတော်အရှင်မြတ်များကိုသုံးဝအောင်ကျွေးနိုင်တဲ့မြို့ဆန်းခွန်နှစ်ချက်ရှစ်ချက်အချိန်တုန်းကလည်းပဲဒီသံဃာတော်တွေကိုပင်လျင်မိမိတို့စားရသမျှနဲ့တကယ်တမ်းကျွေးလာခဲ့တဲ့မြို့ ။ဒါကြောင့်မန္လေးမြို့ကတန်ဃာတော်အရှင်မြတ်များရဲ့မိခိုအားထားရ။သာသနာတော်ကြီးရဲ့ဗဟုမန္တိုင်သဖွဲ့မန္လေးရွှေမြို့ဟာဗမာပြည်မှာဖြင့်တရားနာပိဿနံပါတ်၁ဆွဲတဲ့မြို့ပါဗျာ။ဒါခမရတို့အသိမို့ကြုတ်ထုတ်ပြောနေစရာမလိုပါဘူး။ယဉ်ကျေးမှုနဲ့ပတ်သက်လာတော့လေတရားနာပိဿမန္တလေးမြို့နံပါတ်1ဆွဲပါတယ်။ကျုပ်ဓာရီလည်းခဏခဏထည့်ပြောတယ်။ဘာပြုလို့လဲမန္တလေးမြို့ပေါ်မှာရေပက်ကြတယ်ကြံတွင် ဘယ်လိုပင်ခွက်ကြီးခွက်ငယ်စီပိုင်းတွေတဲပြီးပက်ကြပိုက်ကြီးတွေနဲ့ပက်ကြပေးမယ်လို့ဖုန်းကြီးတွေရေမပက်တာမန္တလေးမြို့ကျောင်းမန္တလေးမြို့ပေါ်ကဖြတ်သွားတယ်တရားနာပြိဿမြင့်ငယ်ပဲသွားတရားဟောတဲ့ကြံတွင်ကျုပ်ရေတစက်မှမစင်ဘူးဘယ်စင်မတော်ဘူးရိသမန္တလေးမြို့ကသာသနာအလံတက်ထားရင်သိကလေးတွေကစပြီးတော့ဘုံကြီးရေုံပဲခုဒါပေမဲ့နော်ကားလာရင်တော့သူတို့ပက်ချင်လို့ခွက်တင်နဲ့ရွယ်ကြ ုံလဲကြံနှင်းတရားမဟောပါဘူးဇုပင့်လို့လိုက်သွားရေပက်လိုက်လို့ရေဆိုတာတော့သိမ့်မကြောက်ဘူးတရားနာပိသဟောရင်ခွက်ကြီးနဲ့မဲ့ရွက်ပြီးသဲသဲမဲမဲကြီးချိန်နေတာကိုကြောက်ကြောက်ခမည်းတော်ရေဘက်ခံထွက်တဲ့လူတွေကြောက်အံ့ချိန်နေတာပက်လိုက်တော့လေရေစင်တာဘာမှမရှိဘူးဒါပေမဲ့ချိန်နေတာကိုကြောက်ကြောက်ကလေးတွေထွက်ပြေးလာကြတာဟေးလာပြီကွာလာပြီကွာလာပြီကွာဆိုထွက်ပြေးလာကြတဲ့သာသနာအလံလဲမြင်လိုက်ရောကလေးတွေသူတို့ချင်းထိမ့်သွားတယ်လူကြီးကဆုံးမတယ်မထင်နဲ့ ဟေးဟေးကောင်းလေတာလနာလန်နေကွာဟေးပဲလန်နေကွာဟာသူတို့ချင်းထိန်းသွားမဲဒီတဲ့တချို့ကလေးတွေကခုနှလုံးကားပေါ်တင်ပြီးတော့သာသနာအလံနဲ့ကျုပ်ပါပါသွားရင်ကျုပ်တော့လူကြီးတွေသိတာမသိတာပါထားကလေးတွေကတော့အကုန်သိဗျာဟေးကောင်းလေးပြန်လာလေကွာကျန်ဒီကဆရာတော်ကွာကျန်ဒီကဆရာတော်ကွာဟောကျုပ်မန္တလေးမြို့တဲကဖြတ်သွားတာရေတစက်မစင်ပါဘူးဗျာဒါရှင်မြို့တော်ရဲ့ဂုံကျက်စီပြောနေတာ မန္တလေးမြို့ကလည်းထွက်ရောတရားနာပိဋကရေဟိုဘက်ကျတူဘာတရားခေါ်မလဲပဲတရားနာပိဋကဟိုအဲအဲ့ဒီတရားလေးဆိုကြပါစို့တောင်မြင်နာမှာတောင်မြင်နာမှာတောင်မြင်လားဗလားမသိဘူးအဲ့ဒီတရားနာလည်းရောက်ရောတရားနာပိဋကရေကားတစ်စင်းလုံးရွှဲတယ်ကျုပ်အဲ့ဒီနေအတံမထွက်လို့တရားမဟောရကျုပ်ကတမျိုးပိဋက အစားတောင်းနဲ့ပတ်သက်လို့စီစားဝက်သားစားစားကြင်ရစားကျုပ်ဘာမှရှောင်နေဖို့ကြီးမဟုတ်ဘူးအကျော်လဲစားတာအစားစားမရှောင်ပါဘူးကျုပ်တန်ကိစ္စမရှိအဘယ်လိုကြရင်ကျုပ်အတန်ဖောက်ပြန်လာတယ်လဲဆိုရင်12နာရီရဲ့ဟိုဘက်ရေချိုးလို့မရဘူး12နာရီရဲ့ဟိုဘက်အိတ်လို့မရဘူး12နာရီရဲ့ဟိုဘက်ခြိဘွားရေထီလို့မရအဲ့ဒါကျုပ်တန်ဖောက်ပြန်တယ် 再讲这样子，那为啥？凭七百万的人家，俺们连一万的要工业收入，二点几万块，九千五，还九万来三的。啊，啥么？上马五九三，这啥么？你看出来多少路？后边讲一百看见的，跟内地这么蛮那边，内在叫外在吹巴的，这俺中国，内在快慢不快呢，咱瞧你呢，还比强一点。面馒头轮出来多少？嘿，听着！ ဟောဒီမန္တလေးရွှေမြို့တော်ရဲ့ဂုံချက်တရေကိုငါပြောနေတာဟဲ့ယင်ကြီးတဲ့နေရာမှာယင်ကြီးတဲ့နေရာများရှမ်းမတွေအတုခေါ်တာချင်းကြည့်မှာပေါ့မန္တလေးမြို့ကအကိုတန်အကိုခေါ်တယ်အတော်တန်တော်ခေါ်တယ်အမောင်လေးတန်မောင်လေးခေါ်တယ်အမတန်အမခေါ်တယ်မန္တလေးမြို့ရဲ့ယင်ကြီးမှုဒါတပြေလုံးလည်းသိကြပါနဲ့ကြုံပြောစရာမလိုပါဘူးရှမ်းမတွေတောင်အတုခေါ်တယ်ရှမ်းနယ်ဗမာပြည်မန္တလေးမြို့ရောက်လာတော့မန္တလေးသူတွေကကြွေးကြမွေးကြတကောဘိရိတ်သာ ပကံမြတ်ကြီးစပကံမြတ်ကြီးရှေ့ထိုးထိုးပြီးတော့စားတာစားပါအာမနာကြပါနဲ့စားကြစားပါစားတာစားပါအာမနာကြပါနဲ့စားကြစားပါမဲလောခုပြူငါလှုပ်တော့ရှမ်းမတွေကအတုခိုးသွားအတုခိုးပေသည်ရှမ်းမတွေသူတို့ပြေရောက်တော့ဇကားကနည်းနည်းလွဲသွားမန္တလေးသူတွေအတုခိုးပြီးပကံများကြီးလက်ရှေ့ထိုးပေးရရှမ်းမတွေကစားပါအာမနာရင်ကြက်ကြက်စားပါ စားပါအာမနာရင်ကြက်ကြက်ကြီးစားပါနှစ်ယောက်မဲ့လူလက်ယွန့်ယွန့်သွားတယ်ဒါကြောင့်မန္တလေးသူတွေကိုရှမ်းမတွေတောင်အတုခိုးတာပါပြိဿယင်ကျေးတဲ့နေရာမှာကန်ဒီတော့ကောင်းပြီလေအဲ့လိုယင်ကျေးတဲ့မြို့သာသနာတော်ကြီးမိတင်းနေထိုင်တဲ့စာသင်တိုက်ကြီးတွေမှာတန်ဃာတော်အရှင်မြတ်များကိုဆွမ်းဝအောင်ကျွေးတဲ့မြို့ ဒါကြောင့်ဆွန်လောင်းတဲ့နေရာမှာအင်းရွှေမြို့တော်ကြီးမန္တလေးမြို့မှာရွှေဗလာမှုအနာကုစရာမလို့တော်လဲပဲကျွတ်တူကပူတယ်လို့မရှိတာမဟုတ်လို့ထပ်ပြီးသတိပေးရပါတယ်ဗျာဆွန်လောင်းတဲ့ကိစ္စမပြင်းကြီးကြပါနဲ့အဲဆိုကြပါစို့ဟေမဇလရ621ရက်ွက်ကပရဟိတအသင်းကနေပြီးတော့လူအော်ဒါတို့တော့လှူလိုက်ပြီလေလူကြီးတွေလောင်းတာပဲဟာဒီအတွက်မျိုးအတွက်ပါနဲ့ လူကြီးတွေလောင်ပြီးတာပါပဲဒီစီမျိုးနဲ့ရမထားနဲ့ဟာဆုံးလောင်းတဲ့ကိုယ်တိုင်ကိစ္စမှာသဟာထိက ကိုယ်တိုင်လူရင်ပို့ပြီးကျေးဇူးရှိတာဟာဒီအသည့်ကလေးနဲ့ကိုယ်တိုင်လူကျင်တဲ့စိတ်ကလေးတွေကိုများစွာမွေးကြမကောင်းဘူးလားပြိဿကြီးတချို့သိပြင်းတာနော်ပိတ်ပြင်းတာပြင်းတော့ဘသူတွေများစွာပြင်းလို့ဆိုတကားတွေပို့ဆိုးတကားကြီးတွေကြကြကြူးဆိုင်ကြပါဗျခင်ဗျားတို့နောက်ောက်ကြမနော် နောက်ောက်ကြတာရှင်းရှင်းပြောရရင်များကြမ်းကန်နဲ့တွေ့ရကျွတ်တော်ရင်းသာနတ်ပြည်မှာနတ်သားတယောက်နတ်သမီးတထောင်တောင်ရှိတဲ့ဗျဒကာတို့ခင်ဗျားတို့သနားလို့ပြောနေတာနောက်ောက်ကြနေမယ်ကဲနတ်သားတယောက်နတ်သမီးတထောင်နဲ့ဗျနတ်ပြည်နတ်သားနဲ့ပြီးဘာပြုလို့ဒကာမတွေမြောက်ပြောနေတာမဟုတ်ဘူးဒကာတို့နောက်ောက်ကြမှာကိုသနားလုံးလို့ ကြည့်လေခုတရားပွဲကြည့်ဓကမတွေများဥပုပ်ကြောင်သွားကြည့်ဓကမတွေများအရိပ်သာသွားကြည့်ဓကမတွေများဒီတော့ခမားတို့ကပြောမှာပွဲတော့ရောဆိုတော့လေအဲ့ဒါလေများတာပဲယူဘာလို့လို့မိမတွေများနေမှမသိကဲဓကမတွေလည်းစဉ်းစားတော့အဖက်ဖက်ကလှဲ့တွက်လိုက်တော့ယောက်ျားဖြစ်တဲ့ပုံကိုလျှားကြပြီဗျာ ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ရှားတဲ့အထင်မှယောက်ျားဘဝရလာတဲ့တကားတို့နောက်ောက်ကြမှာကိုအင်မတန်စိုးရိမ်လှပါသည်ဆွန်းလောင်းတဲ့နေရာကြည့်ဗျာဆွန်းလောင်းတဲ့နေရာဟောမိမ့်မတွေအလောင်းများကျွတ်တော့မန္တလေးနေတုန်းကဆွန်းခန်းစားခဲ့ရတဲ့ဘုံကြီးသပိတ်ပိုက်ဆွန်းခန်းထွက်သွားတကားလောင်းတဲ့ဆွန်းတဲ့ဒကမလောင်းတဲ့ဆွန်းသပိတ်ထဲဗယ်ရင်းကများတို့ဒကမတွေလောင်းတာများဒကားတွေကအလွန်ပြင်းတာဗိဒ္ဓ ဘုန်းကြီးများကြွလာဆုံးလေးထားလောင်းရမှာကစားအင်မတန်ပြင်းဟာဘုန်းကြီးကြွလာပြီဆုံးလောင်းသူကိုယ်တိုင်ထားလောင်းငရဲကြီးတဲ့အတိုင်းပဲကလေးခိုင်းတော့ဟဲ့ကောင်းပါလေးဟဲ့ကောင်းလေးဒီတိုင်းခိုင်းကျုပ်လေးဟောမန္တလေးရောက်ခါစားကတရားနာကိစ္စသပိတ်ကြီးပိုက်ပြီးတော့ဆုံးကန်ထွက်သပိတ်ကြီးပိုက်ပြီးတော့ဆုံးကန်ထွက်တဲ့အချိန်မှာဆုံးစလုံးကြီးအငွေတထောင်းတောင်းနဲ့တတ်ထားတဲ့တရားနာကိစ္စလူမမြင်ရင်တော့မရက်ပါဘူး လူမြင်တော့ကျွတ်တို့တောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ရောင်တုံးကြီးနဲ့ထိုင်နေသေဘောလေးကြီးလက်ချမ်းညှက်လို့လဖက်ရဲ့ကြမ်းမကန်တောက်ကျုပ်ကဝင်ရရောပရိသတ်ရေဆွန်းစလုံးကြီးမြင်လို့ဝင်ရတော့တကယ်ဆိုကိုယ်တိုင်ထလောင်းလိုက်ပါလားမလောင်းဘူးဗျပြင်းပုံပြောနေဟေးဒေါ်ကြီးကိုတော်လေးဆွန်းရနေတဲ့ဆွန်းထွက်လောင်းပါတဲ့မနှိနေဘူးလှပြီ မယ်ဘုန်းကြီးလူတွေနဲ့ဒူတယ်ဗျမနှိဆိုတာအုတ်ခေါင်းပြောဟေးဒေါ်ကြီးသွန်ထွက်လောင်းမှာကိုတော်လေးမနှိနေဘူးလားဗျအိမ်ထဲကတခွန်းနဲ့မကြဘူးနှစ်ခွန်းပြောတော့တော့နဲ့တော့သွန်လောင်းတာငရဲကြီးတာကြလို့ကျုပ်ချက်တုံးပြုတ်တုံးမအားလက်လို့ကိုတိုင်းထွက်လောင်းလိုက်ပြီရောအဲအဲ့ဒါလို့မအားသေးဘူးဆိုတော့လေအဖိုးကြီးမနေတာမနေတာတော့သွန်စလုံးကြီးကိုင်းပြီးတော့သွန်ထွက်လောင်းလား ဆွန့်ထွက်လောင်းတော့လေရိုးရိုးမဟုတ်ဘူးဗျာတရားနာပြိဿမြေကြီးနဲ့ဘောက်ဘက်ဘောက်ဘက်နဲ့တယောက်တည်းရံဖြစ်ထွက်လာမြေကြီးနဲ့ရံဖြစ်တာဖြစ်ရောပေါ်